ရှင်းပါပဲတွေ့ရတာဟုတ်เนาะဘုရားဟောပါလေးတော်လေးလိုက်ကြည့်ရှင်းပါသီလာပဲတွေ့ရကိုပါသီလာကနောက်လူတွေထွန်တာဘာညာနဲ့အဲ့ဒီလိုပြောကြတာပေါ့နော်ပြောကြတော့ကိုပါသီလာကိုတချို့ဆရာတော်ကြီးရလည်းပဲဟိုကိုပါသီလာစောက်တည်တဲ့အတွက်အပြည့်မရှိပါဘူးဟောလာသူတို့ကငရေတော့မကြလိုက်ဘူးလို့ပါသီလာစောက်ရတယ်တော့ငရေတော့မကြနိုင်မကြည့်နဲ့အဲ့တော့စာရဲမပါလည်းပဲစောက်တည်ရင်ကုသိုလ်ရပါတယ်လို့အဲ့ဒီလိုဟိုဖြန့်ဖြေးတဲ့သဘောနဲ့ဖြည့်ရှင်းတာလည်းရှိတယ်နော် အဲ့ဒီမှာပြဿနာငင်းပုံလေးကိုပြောပါမယ်အခုတက္ကမကြီးစောက်တည်တဲ့ချက်ပါသီလာကိုကိုးပါသီလာဖြစ်စင်လို့ရှင်နောက်တစ်ပုံထပ်ထည့်ရမယ်နော်အဖုံကြီးထည့်ပြရမယ်အဲ့ဒါလေးကိုနော်နော်သူထည့်လိုက်တဲ့သိခါဘောကဘာတော့ဆိုတော့နော်တတဝါတွေအားလုံးရဲ့အပေါ်မှာတဲ့မေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေပါမယ်သို့မဟုတ်နေခြင်း ဆိုတဲ့သိခါဘောကိုစောက်တည်ပါတယ်နော်မေတ္တာသာခေတ္တနာစေတ္တသာ သဗ္ဗာနာဘူတေတုပရိတဝဝိဟရဏသမာဓိယာမိပေါ့ပါဠိလိုရတော့เนาะမေတ္တာစိတ်နဲ့တတ္တဝါတွေအလုံးရဲ့အပေါ်မှာဖြန့်ပြီးတော့အခုဒီကနေ့တနေ့တာပေါ့เนาะဟုတ်လားဝိဟရဏနေခြင်းကိုသမာဓိယာမိစောင့်တည်ပါ၏သူကပါဠိလိုဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့မေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေခြင်းကိုစောင့်တည်ပါတယ်ပေါ့သူကတီလသဘောမျိုးသူကလှုပ်လိုက်တာနော်စောင့်တည်တယ်ဆိုတော့လေသမာဓိယာမိစောင့်တည်ပါ၏ဆိုတော့တီလလှုပ်လိုက်တာအဲ့တော့ဒီကငင်းတဲ့ပုံကဘယ်လိုငင်းလို့ဆိုတော့ တတဝါတွေအားလုံးအပေါ်မှာမေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေတာကအဲ့ဒါသီလာလားလို့မိတယ်အဲ့ဒါသီလာကုသလားမေတ္တာဘာဝနာလေသူဘာဝနာကုသဖြစ်သွားပြီဟိုအမျိုးစားတက်တဲ့ခါကျတော့ကျတော့ဒါနသီလာဘာဝနာသုံးမျိုးတက်တာမို့လားခုခမရလို့ဆုံးလို့တာဒါနလေအခုစောက်တည်တာကသီလာလေမေတ္တာပို့တာကဘာဝနာလေတရားထုတ်တာကဘာဝနာလေတရားပွားများတာဘာဝနာလေတရားနာကြတာဘာဝနာလေတရားဟောတာဘာဝနာလေအမျိုးမတူအမျိုးမတူတော့ အခုဓမ္မကြီးလှုပ်ချင်တာကသီလကုသိုလ်လှုပ်ချင်တာမို့လားသီလကုသိုလ်လှုပ်ချင်တာဆိုရင်သီလတဲ့ကိုဘာဝနာထည့်ပြီးတော့ကိုယ်ပါလှုပ်တာကြီးကစီလျောပါမလားလို့အဲ့လိုလိုမေးခွန်းတက်နော်ဟုတ်တယ်မလားသီလတဲ့ကိုဘာဝနာကြီးထည့်ပြီးတော့ကိုယ်ပါလှုပ်တာက ကိုပါဆိုတော့ပြီးတော့သူကစောက်တီရပဲဆိုစောက်တီတာမဟုတ်ဘူးကွာမေတ္တာကဘာဝနာဆိုတာပွားများတာလေတခုနဲ့တခုမတူဥမပါဏတိပါဒဆိုတာငါသူများအသက်မတတ်ဘူးလို့သတ်မှတ်တာလေဆိုရမလားသူကအရတိလလေအဒီကနေ့တန်ဒီလုံးငါသူများအသက်မတတ်ဘူးသူများဥစ္စာမခိုးဘူးလိမ့်ပြီးတော့မပြောဘူးဟုတ်တယ်မလားဟိုကဘာဝနာကပွားတာလေပွားတာလေနော်တတ္တဝါတွေပေါ်မေတ္တာပွားတာလေသူကလုံငန်းချင်းလည်းမတူလုံငန်းသဘောလည်းမတူမတူတဲ့အတွက်ဒီသီလာတဲ့ကိုဒီဘာဝနာကြီးထည့်ပြီးတော့ ိုစောက်တည်တယ်ဆိုတာကြီးကိုမကြိုက်တာเนาะအဲ့တော့ဒါဖြင့်ဖះဟောကိုပါတိလမရှိဘူးလားလို့ဆိုတော့ရှိတယ်မြတ်စွာဘုရားဟောတာတယ်နဝင်ကုပတ္တထเนาะကိုပါတိလဆိုတာရှိတယ်အမှန်ကတော့အဲ့ဒီကယူလိုက်တာကိုပါတိလကအဲ့ဒီကိုပါကဘယ်လိုလုပ်တာတုံးဆိုတော့တိလက၈ပါးဖះဟောတာကဟိုမလင့်တပတ်လေးလုပ်ပုံပြောတာပါတိလက၈ပါးဓမ္မယခုတိလ၈ပါးစောက်တည်တယ်မဟုတ်လားအဲ့ဒါ၈ပါးတိလ၈ပါးတိလစောက်တည်ပြီလို့ရှိရင်ဓမ္မကြီးအဲ့ဒီစောက်တည်တဲ့ ရှစ်ပါးကို မကျူးမပေါက်အောင်ငါဘယ်လိုနေရမလဲလို့စဉ်းစားလိုက်နော်ငါတိလာရှစ်ခုရစောက်တိလာလားဒီကနေ့ဒီရှင်မျိုးသလုံးငါလုံအောင်ထည့်ရမှာလေဟုတ်တယ်မလားဒီရှင်မျိုးလုံအောင်ငါဘယ်လိုထည့်ရမလဲဆိုရင်အဲခုနကလိုတတ္တဝါတွေမေတ္တာပို့ပြီးလောက်နေလိုက်လို့ရှင်အဲ့ဒီရှစ်ပါးကအလိုလိုထည့်နေသားဖြစ်သွားဟုတ်တယ်မလားဟမ်မေတ္တာပို့နေလို့ရှင်ကသူများလည်းသတ်ချင်တယ်မရှိတော့ဘူးလေသူများဥစ္စာလည်းခိုးချင်တယ်မရှိတော့ဘူးသူများသားမြဲလည်းဖြစ်သိချင်တယ်မရှိတော့ဘူးဟုတ်တယ်မလားနော်ပန်းပန်းချင်းနဲ့တိဘာတွေအကုန်ပြောက်လေကပြောက်သွားလားအဲ့ဒါတိလာကို ဘာဝနာပွားရင်းနဲ့သီလအလိုလိုလုံးပါလားအဲ့တော့မြတ်စွာဘုရားကခြေပန်းသီလဆောက်တည်ပါတဲ့ခြေပန်းသီလဆောက်တည်ပြီးလို့ရှိရင်ဘာဝနာပွားမေတ္တာဘာဝနာနဲ့အဲ့ဒီကိုဒိဋ္ဌာန်တယ်ဗောဓမ္မကြီးတရက်ဆိုတရက်ပေါ့နော်အဋိဌာန်တဲ့တရက်ပါလို့မေတ္တာဘာဝနာပွားပြီးတော့နေလိုက်ပါတဲ့ဘုရားအလိုပြောတာအဲ့ဒီလိုမေတ္တာဘာဝနာပွားနေလို့ရှိရင်တဲ့ဆောက်တည်တဲ့သီလက၈ခုရယ်ပွားများတဲ့ဘာဝနာကတစ်ခုရယ်ပေါင်းလိုက်လို့ရှိရင်၉ခုတဲ့အဲ့ဒါဆိုရင်၉ပါးသီလဖြစ်တယ်တဲ့အဲ့ဒါဘုရားဟောဘုရားဟောနော် အဲ့ဒီလိုဆိုခေါနာကြီးကထဲ့ဆိုစရာမလိုဘူးနော်မေတ္တာသာကေတနာစေတသာသာပပန္နဘုဒ္ဓေသူဘောရိတဝဟုရရဏသမာရိယာမိဆိုရသိကဘုရားကဇက်ကဆိုးနေတယ်ရမလို့ပွားနေရမှာသူကနော်အဲ့တော့ခေါနာကနှစ်ခုကိုကိုဘာသီလရှိလားမရှိဘူးလားညင်းတာကိုဘာသီလစောက်တီကောင်းလားမစောက်တီကောင်းလားညင်းကြတာရှိတော့ရှိပါတယ်ဟိုဆုံးဖြတ်တဲ့ကြမ်းတွေလည်းရှိပါတယ်စာအုပ်တွေလည်းနော်အဲ့တော့ဖျားဟောတဲ့ကိုဘာသီလဆိုတာကသီလက၈ပါးပဲမေတ္တာဘာဝနာနောက်ကထပ်ထည့်လိုက်တယ်မေတ္တာပို့နေရမှာဒီမှာကြီးနော်အဲ့လိုမေတ္တာပို့နေလိုက်လို့ရှိရင် အကိုပါဖြစ်တယ်အဲ့ဒါကြီးကိုအဲ့တော့ဘာကွာသွားတာလို့ဆိုရင်ဟောကတပ္ပပါဏဘူတေသူအလုံးစုံသောတတ္တဝါတို့၌မေတ္တာကတိနာမေတ္တာနှင့်တကွာဖြစ်သောစေတသာစိတ်ဖြင့်ခရိတ္တဝါဖြန့်၍ဝိဟရဏနေခြင်းကိုတမာတိယာမိစောင့်တည်ပါ၏ဆိုရင်တဏီကုံကြီးနေမရတဏီကုံမနေနိုင်သူကျိုးတော့ကျိုးပါလေခေါ်တယ်မဘလို့နေနိုင်မှာလို့တဏီကုံကြီးမေတ္တာပို့ပြီးတော့ဟိုမှာထမင်းစားရမတော့ဟိုတော့ဟိုဒီသွားဟိုပါလေဟုတ်တယ်မလားအဲ့ဒါလားအဲ့ကံစကားပြောအောင်ပါလေလေအဲ့တော့ အဲ့လိုပဲမစောက်တီပဲနဲ့တမာရိယာမီစောက်တီပါဤဆိုတဲ့စကားလုံးကရိယာပုတ်အရာအဲ့လိုဖြစ်သွားတာစောက်တီတာမဟုတ်ဘူးမေတ္တာပို့နေလိုက်ရင်ပြီးတယ်ဟုတ်တယ်မလားအားတဲ့ချင်းကိုလို့ဒီဒီပြေလို့ဆရာရှိတာလို့ပေါ့လို့ဆရာပြီးရင်မေတ္တာလေးပို့နေလိုက်ရင်တိလလုံရင်သွားတာအဲ့ဒါဆိုကိုပါပဲအဲ့အဲ့ဒီလိုမှဟိုဖျားဟောနဲ့ညီးတယ်